အင်အားဖြင့်ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက်အာမခံရော်ကြေးများစနစ်တကျတွက်ချက်ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့်ဗန်နိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းရှင်ကပြောကြားပါရယ်ဇွန်လ၂ရက်နေ့ကဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့်ဗန်နိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းရှင်သည်ရန်ကုန်မြို့ရှိမြမအာမခံလုပ်ငန်းရုံးချုပ်အစည်းအဝေးခန်းမမှာမြမအာမခံလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးအထွေထွေမန်နေဂျာဌာနတာဝန်ခံများနှင့်တွေ့ဆုံစဉ်ထူထူပြောကြားခဲ့ခြင်းဖြစ်ပါရယ် တွေ့ဆုံစဉ်ဒုတိယဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးကအမခန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးပြည်သူလူထုအတွက်အထောက်အကူရရှိစေမယ့်အမခန်အကာအကွယ်လုပ်ငန်းများဖြစ်စေရေးမန္တလေးငလျင်ကြီးကြောင့်အစိုးရနှင့်ပုဂ္ဂလိကတို့ကထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက်အမခန်ရောက်ခြင်းများစနစ်တကျမြန်ဆန်စွာတက်ချက်ထုတ်ပေးနိုင်ရေးအရာရန်မှုတမ်းများအားလုံးစီလုံးညီညွတ်စွာပြည်သူလူထုကယုံကြည်အားကိုးတဲ့မြမအမခန်လုပ်ငန်းဖြစ်စေရန်ကြိုးပမ်းဆောင်ရွက်ရေးပြောကြားခဲ့ပါတယ် ဆလရဒုတိယဝန်ကြီးချုပ်နေပြည်တော်စုဝန်ကြီးကအမခံလုပ်ငန်းများရှိဝန်ထမ်းများနှင့်တွေ့ဆုံရင်းဝန်ထမ်းများ၏တင်ပြချက်များကိုပေါင်းစပ်ညှိနှိုင်းဖြည့်ရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။ထို့နောက်ဒုတိယဝန်ကြီးချုပ်နေပြည်တော်စုဝန်ကြီးသည်မြမလျာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်သို့ရောက်ရှိရာမြမလျာဖွံ့ဖြိုးရေးဘဏ်ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။